အညာအညာဆိုတာတမထနောင်းနေတပောင်းတွေဦးမှာစောင်းလီတဖြူဖြူစောင်းကုံတွေရဲ့ကူလေးယူးနဲ့တော့ဆောဟိုးကုံခင်းတကြောမှာစိတ်ချောင်းသားနွားချောင်းသားတို့ခွေးခေါ်ပရတူကံရီချုံမြေရှာချစ်စရာရွာတလိနေပျော်မွေ့နေတဲ့ကြတဲ့လူရောလူအအညာသားတို့ကြီးပြင်းရဒေတာတွေပေါ့ အိမ်လွန်ပြည့်ရကန်ကြဖြင်းချမ်းပစိုးနေတောင်ရလောက်သူထင်းခုံသူတွေဘိုးဘွားအစဉ်ဆက်ထန်တော်ထန်းလျက်ကြမှာနေဝင်မိုးချုံရိုးရိုးကုတ်ကုတ်နဲ့လောက်ကန်စားတော့ကြရင်အရင်ကဒီလိုလာတွေဆိုထမေရီချောင်းစည်းတံတွေညံနေကြတဲ့အချိန်ပေါ့ဘိုင်းငင်စေးတော့ပြောင်းမှုဖက်စည်းလေရေနံစီမီကွက်ပေးမှာ ငါတို့ဘိုးဝေးတွေပြုံးမွေးခဲ့ကြ။ကွင်းအစ်အန်ထဲမှာခစ်တစ်ခုလုံးကိုလုံးချေမွေနှောက်ပြီးအညာဆိုတာကိုရိုးဟုံပေါ်အောင်သူတို့ရှင်သန်ပြခဲ့ပေါ်။အုံမောင်းတန်နဲ့ထအုံမောင်းတန်နဲ့အိတ်သူတို့အတိတ်တွေကိုပြန်ကြည့်ရင်အညာဟာရှက်စရာတစိုးတစိမ့်မှမရှိရဲ့။ပဲပြောင်းနှံဝါ ရာသီပေါ်တိခတ်တည်ညံ့နေထလီရာအိမ်ကိုခေါင်းအုံးအရင်အခါကြီးရဲ့ကြီးနေရိုးရာနေတွေကို ခုံမင်တက်ကြတဲ့အညာသားတွေအော်အညာအညာအခုတော့မိကိုလိုင်းကျက်ခွတ်တီးကြတယ်သူတို့ဘဝတွေပြစ်တင်ပြရင်အညာတွေကိုတမာတွေနဲ့အတူရင်ဆိုင်ကြရအောင်မေပြာဖြစ်သွားတဲ့မနေ့ခင်းတွေပေါ် အညာကတံမီထက်လှဲတန်းကြီးတွေပြေးတက်လာပြီးလက်ပံတွေတဝဲဝဲလွန့်ထွက်နေတဲ့လေယူကအညာလဲတန်းတွေဘေးက ဖြတ်ပြေးရဲ့မျက်ရည်ရောင်မီးခိုးတန်းကြီးတွေကို ဆွဲခေါ်လာပေါ်ခစ်သေးကိုခုံဆင်းပြနေတဲ့စေကျော်တဲ့မနဲ့ခင်းတွေစီကတဆင့်အညာကိုငါတို့လက်ဝဲတွေ့ရှိတယ်အညာလို့ဆိုလိုက်တာနဲ့ ထမ်းတက်နေတဲ့ရင်ဆွဲရင်းထောင်ကိုပြင်းမြင်ရလောက်အောင်ကိုအညာဟာတကယ်ရိုးသားခဲ့ကြပါတယ်။အညာထနောင်းပင်အခက်ပြားကဂျိုးကလေးကူနေတာဟာအညာဖွဲ့ဗရက်ရုံကျွတ်နဲ့မွေဝေးမွေဟောက်ရှန်ရှန်တောင်းနေတာဟာအညာထမ်းပင်ဟာအညာထမ်းလျက်ဟာအညာ ထုံးဖြူဖြူပရိုးပြီးထနောင်းပင်လေးတန်းနေတာဟာအညာမန္တလေးဟာအညာစကိုင်းဟာအညာမကွေးဟာအညာခေဟောင်းလေးကရွှေဘိုဟာအညာပကံဟာအညာနမောက်တာအောင်ဆန်းဆိုတာကလည်းအညာဩအညာအညာသူခမညာအညာခံနေရသလိုအညာ